တက်ငင်မတိုင်မှုကျွလွန်သူတွေကိုချစ်ရှင်ဖန်ဆီးရေးယူပေးဖို့စစ်တကောင်ကျောင်းသားအဖွဲ့တွေကလည်းပြင်းပြင်းထန်ထန်ဆန္ဒပြနေကြပါတယ်ဒုဒါလေးဆိုပါကျွန်တော်ရေ APR ရောက်ကမြန်မာ YouTube channel လေးကနေနေတိစောပြန်နေကြိုဆိုလိုက်ပါတယ် စစ်တကောင်မှာအသက်၁၂နှစ်အရွယ်မရမရခိုင်ကျောင်းသူနေတယောက်ကိုဘင်္ဂလီများကအုပ်စုဖွဲ့မတိုင်ကျင့်ခဲ့တဲ့တည်င်းတင်ဆက်ပေးပါမယ်။တင့်ငယ်မတိုင်မှုကျွလွန်သူတွေကိုချစ်ရှင်ဖန်ဆီးရည်ရွယ်ပေးဖို့စစ်တကောင်ကျောင်းသားအဖွဲ့တွေကလည်းပြင်းပြင်းထန်ထန်ဆန္ဒပြနေကြပါလေ။ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်တောင်းလန်ဒေတာခါကရာရှရီမြို့မှာအသက်၁၂နှစ်အရွယ်ရခိုင်မျိုးနွယ်စုဝင်မရမကျောင်းသူနေတယောက်ကို အင်္ဂလီလူငယ်၃ယောက်ကအုစုလိပ်မတိန်ချင်းအခေကြောင့် The Hair Voice Media ကအတေပြုဖော်ပြပါတယ်။အုစုလိပ်မတိန်ချင်းခံရတဲ့အသက်၁၂နှစ်အရွယ်ရှစ်တန်းချုံသူတွေဟာကာကရာရှရီမြို့တင်ကီနာလာရက်ခွေတက်မှာနေထိုင်သူဖြစ်ပါတယ်။အဖဖြစ်သူရဲ့ပြောပြချက်အရခရိုင်းနေဆိုည9:00နာရီလောက်မှာအိမ်သို့ပြန်ရောက်နေကြဖြစ်ပြီးတမိကလေးဟာစက်တင်ဘာ23ရက်နေ့ကညချောင်းနဲ့အိမ်ချမှာပြောင်းနေတယ်။ ခဲ့ပါတယ်။ဒိတ်လို့ချတဲ့အခါတင်ကီနာနာဖြက်ခွေ့တဘုံကြီးကြောင့်နာမှာညစ်တနာရဲ့အချိန်တတိမိနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။မရင်ချင်ခင်ရသူကျောင်းသူလေးရဲ့ပြောပြချက်ရသူဟာဆရာဥတာချန်မရမာရဲ့ညเจ้าမှာအိမ်တို့ပြန်လာချင်းညเจ้าမှာအိမ်တို့ပြန်လာချင်းဘုန်းကြီးကျောင်းသားမှာဒီလူငယ်၃ယောက်ကသူ့ကိုအတင်အဓမ္မဖမ်းချုပ်ပြီးကိုနာကြီးကနေ၁၇နှစ်အထိအုပ်စုလိုက်မဒိန်ကျင့်ခဲ့တယ်လို့ပြောပါလေဂျင်းမဒိန်ကောင် ပင်ကလေးတုံယောင်ဟာမတိုင်းချင်းပြီးနောက်ကျွမ်းသူကလေးရဲ့နှာခေါင်းပစက်တွေကိုမြင့်စေးရင်နဲ့ထောင်းပြီးတော့ထွက်ပြေးသွားလေလို့ကျွမ်းသူကလေးကငိုယိုပြီးပြန်ပြုတ်ပြပါလေလက်ရှိမှာအစပါတက်ငယ်မတိုင်းမှုကိုကာကရာရှရီစာတာရေးစခန်းမှာအမှုဖွင့်ထားပြီးတော့တရခန့်တွေကိုချစ်ချင်းဖက်စီအေးအေးယူပေးဖို့နဲ့စံပြပြစ်တံချမှတ်ပေးဖို့စစ်တကောင်ချောင်းတာတမကအဖွဲ့တွေကဆန္ဒပြတောင်းဆိုမှုတွေပြင်းထန်ဆက်လက်ဖြစ်ပွားနေကြောင်းလည်းသိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဘင်္ဂလားဒေ့ရှ်မှာရခိုင် မြို့နေစုတွေရှိပါတယ်။အခုဆိုလို့ရှိရင်ပင်လာရခိုင်နေဆက်မှာအာဆာ RSO စတဲ့ပရင်ဂျာမွတ်စလင်အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့အာရခတ်တော်အေတို့တက်ခွေးတွေပြင်းပြထန်ထန်ဖြစ်ပွားနေပါတယ်။ပင်ကလေးအကြမ်းဖက်အာဆာအဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်ဘက်မှာရှိတဲ့ရခိုင်မြို့နေစုတွေကို ေးတစိုက်ကပ်ပြီးတော့ဖန်စီတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ရခိုင်နယ်စပ်ဖက်မှာရှိတဲ့ရခိုင်မြို့နယ်စုတွေနဲ့တခြားမြို့နယ်စုတွေပေါ်လည်းပဲအေးနဲ့ပတ်သက်နေတယ်ဆိုပြီးတော့ဖန်စီတပ်ဖြတ်မှုတွေရှိနေပါတယ်။အာဆာနဲ့အေးတိုက်ပွဲတွေပြင်းပြထန်ထန်ဖြစ်ပွားနေပြီးတော့အာဆာကအေးအေးစခန်းကုန်းကိုတင်ပိတ်တယ်ဆိုတဲ့တဲ့င်းကတော့မှားလေလို့အရခတ်တော်ပြည့်စုံခန့်ရှိသူဥခင်တူကကပြောဆိုပါလေလက်ရှိမှာ အစားအကျန့်ဖက်အဖွဲ့စီတွေဟာစီရေရှုံးနေတဲ့အတွက်ဘင်္ဂလားဒေ့ရှ်ပြည်ချမ်းကိုတက်ဆုတ်ဖိပေးသွားနေလို့ရခိုင်တရင်းရင်းမြစ်တွေကဖော်ပြပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အဆုံးထိကြေကျေနားဆင်ပေးကြတဲ့တော်လိုင်းမိပါပြည်သူညီကိုမတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အရခပြည်သူပြည်သားများနဲ့တကွာမြန်မာပြည်သူပြည်သားများအားလုံးပြည်ခင်ချမ်းသာကြပါစေခင်ဗျာ။